ားလုံးပဲမိလာပါဒီကနေ့ရနောက်ဆုံးရအခစားသတင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ရမသရအတင်းကတော့ဒီနွေရာစီ transfer window မှာကလပ်တဲ့အတွက်နောက်ခံကစားသမားတွေခေါ်ယူသွားမှာဖြစ်ပြီးတော့မှဒါဥရောပထိပ်သီးအတင်းတွေရဲ့နောက်ခံကစားသမားတွေအပြင်ကျွန်တော်ဒါဘုံမောက်တင်ရဲ့နောက်ခံကစားသမားဖြစ်တဲ့ Danwise Sans ကိုပါခေါ်ယူဖို့ရမသရအတင်းဘက်ကစိတ်ဝင်စားတယ်ဆိုပြီးတော့ဖော်ပြထားတယ်လေဘဘူးအတင်းကတော့ဒီနွေရာဒီမှာရေမထွတ်အတင်းကတကယ်လို့ဒါပေါ့လေကလပ်တင်းရဲ့ကစားသမားဖြစ်တဲ့ ရိုဒရီဂိုကိုရောင်းချသွားမယ်ဆိုရင်တော့ဒါလီဗာပူးအသင်းကရဲမထွက်အသင်းစီကနေတခြားသောဥရောပအသင်းတွေနဲ့အပြိုင်ခေါ်ယူဖို့စိတ်ဝင်စားနေရဆိုပြီးတော့မှဖာဗီဇီယိုရိုမာနိုကပေါ်ပြထားတယ်။ဒါပြင်လီဗာပူးအသင်းကတော့ဒါခရစ်စတယ်ပဲလေအသင်းရဲ့ကွေးလက်ကစားသမားဖြစ်တဲ့အာဒမ်ကိုခေါ်ဖို့စိတ်ဝင်စားနေတယ်။လက်ရှိမှာတော့ဒီကစားသမားကိုမန်ချက်စတာယူနိုက်တက်အသင်းကပါခေါ်ယူဖို့စိတ်ဝင်စားနေရလဲဖြစ်တယ်။ဒါပြင်လီဗာပူးအသင်းကတော့ကလပ်တင်းရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ဒါဝန်နူညက်စ်ကိုအာကျွန်တော်တို့ဒါအက်တလက်တီကိုမတ်ထွက်အသင်းစီပေါ်လေတရားဒီအငားနဲ့ရာဒီကုံရင်မဖြစ်မနေဝယ်ယူ ွင့်ပါတဲ့သဘောတူညီမှုမျိုးနဲ့ပေါ့လေဒါကျွန်တော်တို့လီဗာပူးအတင်းဘက်ကတော့အငားချသွားဖို့ရှိတယ်ဆိုပြီးတည်ရတယ်ပေါ့လေဆိုတော့ဒါဝင်နူညက်စ်ကိုတော့အစောပိုင်းလုံးကလီဗာပူးအတင်းကကစားသမားကိုအပိသက်ရောင်းချဖို့ကြိုးပမ်းနေတယ်ဆိုပေမဲ့လို့လိုက်ရှိမှာတော့တရားစီအငားနဲ့ယာတိကုံရင်မဖြစ်မနေဝယ်ယူခွင့်ပါတဲ့သဘောတူညီမှုမျိုးနဲ့ဒါ ကစားသမားကိုထွက်ခွာခွင့်ပြုသွားဖို့လေဘဘူးအသင်းဘက်ကဂျိုးပန်းနေတယ်ဆိုပြီးဖော်ပြထားတယ်။ Chelsea အသင်းကတော့ကလပ်အသင်းရဲ့မိဖက်ပါတနာကလပ်တဲ့အသင်းဖြစ်တဲ့ Strabo အသင်းရဲ့လူငယ်ကွင်းလေကစားသမားဖြစ်တဲ့အာတာကိုခေါ်ဖို့စိတ်ဝင်စားနေတယ်။လက်ရှိမှာဒီကစားသမားကအခြေစွမ်းပြနေပြီးတော့မှအာကျွန်တော်တို့ဒါ Premier League ကလပ်အသင်းတွေဖြစ်တဲ့ Aston Villa အသင်းနဲ့ Wahan အသင်းတို့ကပါ Chelsea အသင်းနဲ့အပြိုင်ခေါ်ယူဖို့ဂျိုးပန်းနေတာလည်းဖြစ်တယ်။တခြားတစ်ဖက်မှာလည်းဒါ Chelsea အသင်းကဒီနိုရာစီ Transfer Window မှာ တိုက်စစ်မှုတယောက်ခေါ်ယူသွားမှဖြစ်ပြီးတော့မှလက်ရှိမှာတော့ Aston Villa အသင်းရဲ့တိုက်စစ်ကစားမှဖြစ်တဲ့ Oliver Watkins ကိုပါခေါ်ယူဖို့စိတ်ဝင်စားနေတယ်။ Oliver Watkins ကိုတကယ်လို့ Chelsea တင်ကခေါ်ယူဖို့ဂျိုးပန်းရေးဆိုင်ရာမှာအခက်အခဲတချို့နဲ့ကစားသမားကိုခေါ်ယူဖို့အဆင်မပြေခဲ့ဘူးဆိုရင်တော့ Chelsea တင်က Oliver Watkins ရဲ့နေရာမှာပေါ့လေတခြားသောတိုက်စစ် option ဖြစ်တဲ့နာပိုလီအသင်းရဲ့တိုက်စစ်ကစားမဖြစ်တဲ့ဘရာအော်ဆီမန်ကိုပြန်လည်ခေါ်ယူသွားဖို့ဒါချက်စီအသင်းဘက်ကစိတ်ဝင်စားနေဆိုဖော်ပြထားတယ်အစောပိုင်းကဒါကျွန်တော်တို့ချက်စီကခေါ်ယူဖို့ဒီဘရာအော်ဆီမန်ကိုခေါ်ယူဖို့သတင်းတွေထွက်နေတယ်ဆိုပေမဲ့လို့အာကျွန်တော်တို့ဘရာအော်ဆီမန်ရဲ့ပြောင်းရွှေ့ခြင်းနဲ့ဘရာအော်ဆီမန်ရဲ့အာတပတ်လောက်က လာစားမြန်မာမှုအခြေအနေကြောင့်မလို့ Jesse ကခေါ်ယူပို့ပေါ်လိုက်တာနောက်ဆုတ်ခဲ့တဲ့အခြေအနေဖြစ်ပေမဲ့လို့လက်ရှိမှာတော့ကျွန်တော်တို့ဒါဒီတစ်ဖက်က Oli Working ကိုခေါ်ယူခွင့်မရဘူးဆိုတော့ Butter Osman ကိုခေါ်ယူပို့ Jesse အတင်းဘက်ကဒါပြောင်းရွှေ့ပြီးတော့မှဆုံးဖြတ်ချက်ချသွားနိုင်တယ်ဆိုပြီးဖော်ပြထားတယ်။ Manchester City တင်းရဲ့နောက်ခံကစားမှဖြစ်တဲ့ John Stone ကတော့ဒီနေရာဒီမှာပဲကလပ်အင်းကနေပေါ့လေကျွန်တော်အလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာသွားနိုင်ဖို့ရှိတယ်ဆိုပြီးတော့မှ Fabrizio Romano ကဖော်ပြထားတယ်။ဆိုတော့ဒီကစားသမားကိုလက်ရှိမှာတော့ Premier League ကလပ်အတင်းနဲ့ဖြစ်တဲ့ Everton Wigan အတင်းနဲ့ ်ဘရိုက်တန်အသင်းတို့ကခေါ်ယူဖို့စိတ်ဝင်စားနေဆိုပြီးဖော်ပြထားတယ်အက်တလက်တီကိုမတ်ထွေအသင်းကတော့ဒေါ်ရန်ဟော့စ်ပါတင်ရဲ့စင်တာဘက်ကစားသမားဖြစ်တဲ့ဒါကျွန်တော်တို့ဒီရိုမေရိုကိုခေါ်ယူဖို့စိတ်ဝင်စားနေရယ်ရိုမေရိုကိုယ်တိုင်ကကျွန်တော်တို့ဒီ ရာသီကုန်တာနဲ့ပေါ့လေတော်တန်ဟော့စ်ပါတင်နဲ့လမ်းခွဲသွားဖို့ဂျိုးပန်းသွားမှာဖြစ်ပြီးတော့မှာရိုမေရိုကိုရိုင်းကနောက်ရာသီမှာစပိန်လာလီဂါကလပ်တသင်းတင်းကိုပြောင်းရွှေ့ကစားခြင်းနဲ့ဆိုပြီးဖော်ပြထားတဲ့အခြေအနေကြောင့်မို့လို့လက်ရှိမှာတော့ရဲမထွေအသင်းနဲ့အက်သလက်တစ်ကိုမထွေအသင်းတို့ကခေါ်ယူဖို့ဂျိုးပန်းနေတာလည်းဖြစ်တယ်။ယူကဆယ်တင်းကတော့လေဘာဘူးအသင်းရဲ့အရန်ကိုသမားဖြစ်တဲ့ဂလေကာကိုခေါ်ယူဖို့ဂျိုးပန်းနေတယ်။လက်ရှိမှာတော့ကစားသမားရဲ့ပြောင်းရွှေ့ခြင်းကိုပြောင်းရွှေ့ခြင်းယူရိုတန်လေးဆယ်သတ်မှတ်ထားတယ်ဆိုပြီးတော့မှလေဘာဘူးအသင်းကတော့ဖော်ပြထားတယ်။လိုင်ယွန်တဲ့ရဲ့ကွင်းလိုက်ကစားသမားဖြစ်တဲ့ချာကီကတော့သူ့အနေနဲ့တခြားသောကလပ်တသင်းတင်းကိုပြောင်းရွှေ့ကစားခွင့်ရ ရမယ်ဆိုရင်တော့လီဗာပူးအသင်းကိုသာပြောင်းရွှေ့ကစားခြင်းနဲ့ဆိုပြီးတော့မှပဲရစ် တိုင်းကပေါ်ပြထားတယ်။ချက်ဖတ်မှာလည်းဘာစီလိုနာအသင်းကတော့မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကံလမ်းမှုကိုပယ်ချခဲ့တယ်ဆိုပြီးပေါ်ပြထားတယ်။ယူနိုက်တက်အသင်းကတော့ဒါကျွန်တော်တို့ဒီဘာစီလိုနာအသင်းရဲ့ပေါ့လေလူငယ်ကွင်းလက်ကစားသမားဖြစ်တဲ့ဖာမင်လိုဘတ်စ်ကိုပြောင်းရွှေ့ချက်ယူရိုတန်း30ဝင်းကျင်နဲ့ကံလမ်းခဲ့တာဖြစ်ပြီးတော့မှဘာစီလိုနာအသင်းကတော့ဒီကနဦးကံလမ်းမှုကိုပယ်ချထားပြီးတော့မှကစားသမားကိုပြောင်းရွှေ့ချက်ယူရိုတန်း90လောက်ရမှသာရောင်းချသွားနိုင်ပွဲရှိတယ်ဆိုပြီးတော့ပေါ်ပြထားတယ်။အက်စတွန်ဗီလာအသင်းကတော့အက်တလက်တီကိုမတ်ထရစ်အသင်းရဲ့ကစားသမားဖြစ်တဲ့ဒီဘော့ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်။ဒီ January အပြောင်းအရွှေ့မှာပဲ Aston Villa အသင်းဘက်ကဒီဘောကိုဒါခေါ်ယူဖို့ အတလတီကိုမထွက်အတင်းစီကန်လန်သွားမယ်ဆိုပြီးဖော်ပြထားတယ်။ခရစ်စတဘယ်အတင်းရဲ့အင်္ဂလန်တောင်ပိုင်းကစားသမားဖြစ်တဲ့ EC ကတော့ဒီနွေရာသီမှာပဲကလပ်အတင်းကထွက်ခွာဖို့ကလပ်အတင်းစီတောင်းဆိုထားတယ်ဆိုပြီးဖော်ပြထားတယ်။လက်ရှိမှာတော့ဒီကစားသမားကို Premier League ကလပ်အတင်းနေဖြစ်တဲ့ Manchester City အတင်း Newcastle နဲ့ Tottenham Hotspur အတင်းတို့ကခေါ်ယူဖို့စိတ်ဝင်စားနေရလဲဖြစ်တယ်။ Arsenal အတင်းကတော့ဒီနွေရာသီမှာ Sporting Lisbon အတင်းရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ Bada Rogar ကိုခေါ်ယူဖို့ဒါယုံကြည်မှုမြင့်မားနေစေဖြစ်ပြီးတော့မှကစားသမားကိုခေါ်ယူရေးဆိုင်ရာမှာအခက်အခဲတစ်စုံတရာမရှိဘဲနဲ့ခေါ်ယူသွားနိုင်ပွဲ အခြေအနေရှိတယ်ဆိုပြီးတော့လည်းကလပ်တင်ဘက်ကယုံကြည်ထားတယ်။ဒါပေမဲ့လို့လက်ရှိမှာတော့ Manchester United တင်ကပတာရိုကာရက်ကိုခေါ်ယူဖို့ကြားဝင်လာတဲ့အခြေအနေကြောင့်မလို့ Arsenal အသင်းလေးနဲ့တကယ်လို့ဒါပေါ်လေကျွန်တော်တို့သဘောတူညီမှုတစုံတရာမရရှိခဲ့ရင်ဒါ Manchester United အသင်းစီကစားသမားကပြောင်းရွှေ့သွားနိုင်ပွဲရှိတယ်ဆိုပြီးတော့ Fabrizio Romano ကဖော်ပြထားတယ်။ဆိုတော့ကြီးရှုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။မြန်မာပြည်သူပြည်သားအလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်